Hello everyone welcome back to my Kelly Chen YouTube channel ဒီနေ့မှာတော့ channel အတူတူစာဖတ်ရအောင်ဒီနေ့ဖတ်ပြခြင်းတဲ့စာအုပ်လေးကတော့ရှင်တန်ချင်းရဲ့အတိတ်ပဲစူးရှမီရေးသားထားတဲ့ရှင်တန်ချင်းရဲ့အတိတ်ပဲဆိုတဲ့စာအုပ်ကလေးကိုအနေငယ်ဖတ်ပြခြင်းပါတယ်ဆိုတော့ဒီစာအုပ်ကလေးကိုဖတ်ခြင်းတဲ့လူတွေလည်း channel တောင်းဆိုရတာဖြစ်တဲ့တကြောင်မလို့ဒါ channel အတူတူဒီနေ့စာဖတ်ကြပါမယ်ဆိုတော့ရှင်တန်ချင်းရဲ့အတိတ်ပဲရှင်တန်ချင်းတွေမှာအတိတ်ပဲရှိပါတယ် အတိတ်ပဲရှိရဆိုတာထက်အတိတ်ပဲကိုရှိသင့်တာပါအတိတ်ပဲမရှိတဲ့ဘဝအာအတိတ်ပဲမရှိပဲရှင်သန်နေတဲ့ဘဝကဘာမှပျော်စရာမကောင်းဘူးပေါ့နော်ရည်ရွယ်ချက်တွေမပါဘဲနဲ့ရှင်သန်နေတဲ့ဘဝကဘာမှပျော်စရာမကောင်းဘူးပေါ့ဆိုတော့ကိုဘာကြောင့်အသက်ရှင်နေလဲရှင်သန်မှုအတွက်အကြောင်းပြချက်တွေကဘာလဲဆိုတာကိုသိဖို့လိုအပ်တယ်အဲ့တော့ချမ်းဆိုလို့ရှိရင်ရှင်သန်ခြင်းအတိတ်ပဲဆိုလို့ရှိရင်အာ ကိုယ့်ရဲ့မိသားစုဒါပထမဆုံးဒါကိုယ့်ရဲ့မိသားစုကကိုရှင်တန်ရတဲ့အတိတ်ပဲပဲနောက်တစ်ခုကိုယ့်ရဲ့ဒီရင်မှန်းချက် ဖြစ်ချင်တဲ့ဝါသနာလေးတွေပေါ့ဒါကနံပါတ်1အကြောင်းပြချက်အဲ့ဒီအားတွေကချမ်းရဲ့ဘဝကိုအတိတ်ပဲရှိသေးတယ်ဆိုတော့အဲ့ဒါအဲ့မိသားစုမရှိပဲကိုယ့်ရဲ့ရင်မှန်းချက်ချမ်းရဲ့ဒီဝါသနာလေးတွေမရှိပဲနဲ့ချမ်းဘဝကဘာအတိတ်ပဲမရှိဘူးပေါ့နော်ဒါချမ်းရဲ့ဘဝရှင်သန်ခြင်းရဲ့အတိတ်ပဲ အရေးကြီးဆုံးပထမဆုံးနှစ်ခုပေါ့နော်မိသားစုနဲ့ကိုယ့်ရဲ့ဝါသနာကြီးမှန်းချက်ဆိုတော့အခုစာဖတ်နေတဲ့သူတွေကလည်းအာကိုယ့်ရဲ့ဘဝရဲ့ရှင်သန်ခြင်းအဓိပ္ပာယ်ကဘာလဲပေါ့ကောမန့်မှာရေးခဲ့ပြီပေါ့နော်ဆိုတော့ဒါမှလည်းကိုရီးယားကိုရီးယားဘဝကိုနားလည်လာမှာပဲဖြစ်ပါတယ်ကိုယ့်ကိုနားလည်လာမယ်ဒါမှကိုယ့်ရဲ့ဘဝကိုလည်းချစ်ခင်တက်လာမယ်တဲ့အဲ့တော့တန်မိုးထားဆောင်းလျှောက်တက်လာမယ်နောက်ပြီးရှင်သန်ခြင်းတွေမှာအဓိပ္ပာယ်ရှိမှဘဝဟာအဓိပ္ပာယ်ရှိလာမှာပါ နေပျော်စရာကောင်းလာပါလိမ့်မယ်တဲ့အဲ့တော့အော်ဒီတိုင်းပဲရေလိုက်ငါလိုက်နေနေတာထက်ဆိုင်ရည်ရွယ်ချက်ရှိရှိနဲ့နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝပို့ပြီးတော့မှပျော်စရာကောင်းနေပေါ့နော်အဲ့တော့ရှင်သန်ခြင်းရဲ့အဓိကအကြောင်းပြချက်ဟာမိမိကိုကိုမိမိပဲမျက်နှာမူတင်နေကိုဘဝကိုကိုအတွက်ရှင်သန်နေတာမျိုးပဲဖြစ်တင်နေဘာကြောင့်ဒီလိုပြောရတာလဲဆိုလို့ရှိရင်ကိုအတွက်ကိုမရှင်သန်မဲနဲ့တစုံတယောက်အတွက်ရှင်သန်နေရတယ်ဆိုတဲ့လူတွေ အများကြီးရှိလို့ပါပဲလူတွေရဲ့ဝေဖန်မှုတွေစကားသံတွေကိုကြောက်လို့လူဝင်မဆက်မှကြောက်လို့ကိုယ်နဲ့မအပ်ဆက်တဲ့နေရာတွေကိုမရမကတိုးဝင်နေအခြားလူတွေစိတ်တိုင်းကြဖြစ်အောင်လိုက်နေတယ်အခြားလူတွေကိုယ့်ကိုပြုပြင်ပြောင်းလဲပေးရပုံစံကွက်ထဲမှာလိုက်ပါစည်းဝင်နေကိုယ့်ရဲ့စံတတ်မှတ်ချက်တွေကိုကိုယ့်အကူရိုက်ချိုးတယ်အဲ့တော့သူတို့သဘောကျဖို့အတွက်ကိုမလုပ်ချင်တဲ့ຢာရည်လည်းလုပ်ပေးလိုက်တာပဲအဲ့တော့သူတို့သဘောကျဖို့အတွက်သူတို့ခိုင်းတဲ့ ကိုအားနာပါးနာနဲ့လုံပေးလိုက်တဲ့အရာလည်းရှိတာပဲအဲ့လိုမျိုးဒါကိုယ့်ရဲ့စံတမတ်ချက် boundaries တွေကိုစီးရီကိုကိုယ့်ကိုရိုက်ချိုးပစ်တယ်ပေါ့နော်ကိုယ့်ရဲ့ boundaries တွေကိုကိုယ်တိုင်ဖြစ်စည်းတယ်တဲ့ကိုယ့်ရဲ့စိတ်နဲ့ကိုရှင်တန်နေရမဟုတ်ဘဲနဲ့အချိန်ပြည့်အခြားလူတွေရဲ့နှမ်းမှုမှုအောက်မှာနစ်မိုးနေရတယ်အဲ့ဒါကပတ်ဝန်းကျင်လည်းဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့အာရီးစားချစ်သူလည်းဖြစ်နိုင်တယ်သို့မဟုတ် ကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုနဲ့ကြာလေကြာလေ people pleaser ဖြစ်လာလေတဲ့လူတွေသဘောကြောင်လိုက်နေပေးတာပေါ့ကြာလေကြာလေရှင်တန်ချင်းရဲ့အတိတ်ပဲပြောင်းဆုံးလာတယ်ကိုဘွားရဲ့ရှင်တန်ချင်းရဲ့အတိတ်ပဲပြောင်းဆုံးလာတယ်ကြာလေကြာလေကို့အတွက်ကိုအသက်ရှူရင်သူတစ်ပါးကြောင်အသက်ရှူကြက်လာတာမျိုး ဖြစ်တတ်လာပါတယ်တဲ့ဘွားကခက်ခဲလာတဲ့အခါလောကဒဏ်ကြားမှာရုန်းကန်ရတဲ့အခါတွေမှာရှင်တန်ချင်းတွေကတစ်ခါတလေကြာရင်မျောလင့်ချက်မဲ့တတ်တယ်ခက်ခဲလာတဲ့အခါလက်လျှော့ချင်ကြတာကျမတို့ရဲ့ထုံးစံလူသားတွေရဲ့ထုံးစံမှာပဲဘွားကကြန့်ခိုင်မှုကိုစာမိုးဝက်စစ်လာတဲ့အခါမပြိုမလဲရက်တည်နိုင်မှု လဲကြရင်ပြန်ထနိုင်မှုကရှင်တန်ချင်းနေမှာအတိတ်ပဲရှိဖို့လိုတယ်ဟုတ်တယ်ဒါကြောင့်အခက်အခဲတွေရှိလာတဲ့အခါမှာပြဿနာတွေအများကြီးဘဝမှာဖြစ်လာတဲ့အခါမှာကို့မှာသာကိုယ့်ရဲ့ဘဝဘာအတွက်အတိတ်ပဲရှိနေရလဲဘာအတွက်ရှင်တန်နေရလဲဆိုတော့အကြောင်းပြချက်တစ်ခုသာရှိမယ်ဆိုလို့ရှိရင်ကိုကအများနဲ့ပြန်ထနိုင်မှာပဲအဲ့တော့ကျန်လေအခက်အခဲတွေအများကြီးကြုံတွေ့တယ်ပြဿနာတွေအများကြီးကြုံတွေ့တယ်ခန္ဓာဘောင်းဆောင်မှာပြဿနာတွေအများကြီးကြုံတွေ့တယ်ဒါပေမဲ့ ဟိုအချိန်တန်ရင်ပြီးသွားမှာပဲဆိုတဲ့စိတ်နဲ့တီးခံတယ်ကြော်ဖြတ်တယ်။ဘာဖြစ်လို့အဲ့လိုတီးခံလဲပြီးလို့ရှိရင် ကိုလှုပ်ချင်တဲ့နေရာတွေပြန်လှုပ်တယ်ပြန်ထရဲပေါ့။အဲ့လဲကြတဲ့နေရာမှာလဲကြတဲ့အတိုင်းလှဲမနေဘူးပေါ့ပြန်ထရဲပြန်လျှောက်တယ်။အဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကို့မှာကိုရည်ရွယ်ထားတဲ့ပန်းနိုင်ရည်မှန်းချက်တွေကိုပြစ်ချင်တဲ့နေရာရှိတယ်။ပြီးတော့ကို့မိသားစုရှိတယ်။ဒါကြောင့်မို့လို့အမြဲတမ်းပြန်ပြန်ထရဲဒါချန်ရှင်းတန်ချင်းရဲ့အသေးပဲပေါ့။အဲ့တော့ရှင်းတန်ချင်းရဲ့အသေးပဲဆိုတာတယောက်နဲ့တယောက်တော့ကွဲပြားနိုင်ပါတယ်။ဘဝကိုဘယ်လိုအသေးပဲဖွင့်တယ်လဲပေါ့။ ရှင်းတဲ့အချင်းကိုဘယ်လိုခံယူထားသလဲအပေါ်မှာမူတည်တယ်။အာဘဝဆိုတာရုန်းကန်စရာလို့ခံယူထားတာလား။အာဘဝကိုငင်း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 ပဲဖြတ်သန်းသင့်တယ်လို့ခံယူထားတာလား။အာချမ်းလို့ဆိုရင်ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းသင့်တယ်လို့ခံယူထားရတယ်မှာပါတယ်ပေါ့နော်။သူများရဲ့လို့အာတိုက်ကြီးတွေကားတွေအရန်ချမ်းသာပြီး luxury အဲ့လိုမျိုးဘဝကိုမမမောဘူး။အာပတ်စံနေရှိလာတဲ့ခါမှာလည်းအဲ့လိုမျိုးဟိုတိုက်အမိကြီးတွေကားကြီးတွေဝစီမှာမဟုတ်ဘူးပေါ့နော်။ဘဝအေးအေးချမ်းချမ်းအဓိကတော့ နှွေးထွေးမှုပေါ့မိသားစုနဲ့နှွေးနှွေးထွေးထွေးနေပြီးတော့မှကိုယ့်ရဲ့ဝါသနာတွေကိုလုံမယ်ဆိုပြီးတော့မှအဲလိုမျိုးရည်ရထားတယ်ပေါ့အဲ့တော့ဘလို့ခံယူထားတယ်လဲကိုယ့်ရဲ့ဘဝကိုဘယ်အရာတွေကိုယုံကြည်ထားတာလဲအာယူသားမှုလားငွေကြေးဥစ္စာလားအောင်မြင်မှုလားတာယာပြရှင်တဲ့မိသားစုဘဝလားအာကျွန်တော်ဆိုရင်တာယာပြရှင်တဲ့မိသားစုဘဝနဲ့နှွေးထွေးမှုနဲ့အာကိုလှုပ်ချင်တဲ့ဝါသနာပါတာလေးတွေကိုနေ့စဉ်လှုပ်သွားမယ်ဆိုတဲ့ဒါခံယူချက်ပေါ့နော်ဒါမှမဟုတ်ဟန်ချက်ညီတဲ့ဘဝတစ်ခုလားတဲ့ ဘဝပေါ်ထားတဲ့ခံယူချက်တွေအတိတ်ပဲဖွင့်ဆိုမှုတွေပေါ်မူတည်ပြီးကျမတို့တွေရဲ့ဘဝဟာကွဲခြားသွားတယ်အဲ့တော့လူတွေတယောက်နဲ့တယောက်ဘဝတွေမတူညီဘူးကွဲပြားခြားနားတဲ့အပေါ်မှာကိုကသူများဘဝနဲ့လိုက်နှိုင်းရှင်ပြီးတော့ကိုယ့်ရဲ့ဘဝကိုမကြည်မနက်သိငယ်စရာဖြစ်စရာမလိုဘူးအဲ့တော့အရင်ဆုံးကိုယ့်ရဲ့ဘဝရဲ့အာဘဝအတိတ်ပဲခံယူချက်ကဘာလဲဆိုတော့သိဖို့လိုတယ်အဲ့လိုသိသွားပြီဆိုလို့ရှိရင်တခြားလူတွေအောင်မြင်နိုင်ကိုကဆရာငယ်မှာမဟုတ်ဘူးအားကြမှာလည်းမဟုတ်ဘူးတခြားလူတွေကားကြီးတွေစီးတိုင်းလည်း ကိုစိတ်ရဲမှာကိုကိုအာမလို့အာမရတယ်အဲ့လိုဖြစ်မှာမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ကိုရဲ့ဘဝအတိတ်ပဲဘာကြောင့်ရှင်တဲ့နေလဲဆိုတော့အကြောင်းပြချက်တွေကို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 ပြီးဖို့အရင်ဆုံးလိုအပ်တယ်အဲ့လိုလိုအပ်လို့ရှိရင်အာပျော်ရွှင်ခြင်းစစ်မှန်ခံစားလာရမယ်ပေါ့နော်ဆိုတော့ပင်မမှုတွေလည်းကွာခြားသွားတယ်အဲ့လိုမျိုးကွာခြားသွားပြီဆိုလို့ရှိရင်အဲ့တော့ရှင်တဲ့ခြင်းတွေလည်းကွာခြားသွားပါတယ်တဲ့ဘဝကိုရှုပ်ရှက်ခံအောင်မနေခြင်းရှင်တဲ့ခြင်းတွေကိုလည်းရိုးရှင်းနေဖို့ လိုအပ်တယ်အဲ့တော့ရှင်းတဲ့ချင်းအတိတ်ပဲတွေကိုအတတ်နိုင်ဆုံးရိုးရိုးသားသားဖွင့်ဆိုဖို့လိုအပ်ပါတယ်တဲ့ဆိုတော့ဒီလောက်ထိဖတ်ပြပြီးရင်တော့ကိုယ့်ရဲ့ဘဝရှင်းတဲ့ချင်းဆိုတာဘာလဲကိုယ့်ကိုပြန်မေးသင့်နေပြီစချမ်းဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝရှင်းတဲ့ချင်းအရင်ရိုးရှင်းတယ်အဝါဒနာပါတဲ့ခီးသွားမယ်ဒီ vlog လေးတွေရိုက်မယ်အဲပြီးလို့ရှိရင်မိသားစုနဲ့နွေ့နွေ့ထွေးထွေးအိမ်လေးတည်တည်အိမ်လေးတည်တည်ဆိုတာဟိုကိုမိသားစုဝင်ဆက်တဲ့အိမ်လေးပေါ့နော်အဲ့ဒီအိမ်လေးမှာပန်းမင်းလေးစိုက်မယ် ပြီးအရေးရတဲ့အပင်တပင်ရှိမယ်ပျော်ပျော်ရွှင်နေမယ်ပြီးရင်ချစ်ရတဲ့ညီကိုမုံတို့မတွေချစ်ရတဲ့သူတွေတချို့ ਨੇ ပျော်ပျော်ရွှင်နေထွင်မှုဒါရိုးရှင်းနေအရင်ရိုးရှင်းနေဒါပဲပြီးလို့ရှိရင်ကိုဝိချင်တဲ့ခေါင်းဝင်လေးတွေဝတ်မယ်အာပြီးလို့ရှိရင်အာဒီကိုချစ်ရတဲ့လူတွေကိုဂယုဆိုင်မယ်ဒါပဲပေါ့ရိုးရှင်းရှင်းမယ်အဲ့ထက်မပို့ဘူးပေါ့နော်အာအောင်မြင်မှုဆိုတာလေကိုလုံးနေတဲ့အရာတစ်ခုကအဲ့လိုမျိုးအို consistency အမြဲအစမပြတ်လုံးနေရင်လည်းလူတွေကဒီဟာကိုလက်ခံလာကြတယ်ချစ်ခင်အားပေးကြတယ်ဒါကတော့ အဲအပူစုလက်လေးတခုပေါ့ဟိုလိုအောင်မြင်ပါစေချောင်းရယ်ဆိုပြီးတော့မှအောင်မြင်မှုကိုအရန်လောဘတကြီးမှမောပြီးတော့လုံနေရမျိုးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့အရန်ရွေးရှင်းမှန်ရှင်တန်ချင်းကဆိုတော့ဘွားကိုအရှုံးဝေးလက်လျှော့ခြင်းလာတဲ့အခါရှင်တန်ချင်းရဲ့အဓိပ္ပာယ်ရပဲကိုယ့်ကိုကဲ့တင်မဲ့အားစီတစ်ခွက်ဖြစ်ပေါ်လာတာဒါကြောင့်မို့လို့လူတွေအမြဲတမ်းပြဿနာကြီးကြုံနေအခက်အခဲတွေကြုံတဲ့အခါမှာ ရက်ရက်ခဲတဲ့လူလည်းရှိမယ်ရှေ့ဆက်လျှောက်ပြီးလဲကြရင်ပြန်ထပြီးတော့ရှေ့ဆက်လျှောက်သွားတဲ့လူတွေရှိတော့ရက်ခဲတဲ့လူတွေအဲ့နားမှာရက်သွားတယ်လဲကြရင်ပြန်မထတဲ့လူတွေကြတော့သူတို့ဘက်မှာရှင်ဘသူဘာကြောင့်ရှင်တန်နေရလဲအဲ့လိုမျိုးအထိပ္ပယ်မရှိဘူးပေါ့နော်ဒါကြောင့်ရှိကိုရှိတင်တယ်အဲ့လိုမျိုးဘဝတေချာပါ့ကိုအခက်ခဲတွေပေးမှာပဲအဲပြဿနာတွေကလာမှာပဲပေါ့နော်အဲကြောင့်အဲ့လိုချိန်တွေမှာကိုကဘာအတွက်ရှင်သန်နေရလဲဆိုတဲ့အကြောင်းပြချက်တွေကပဲကိုကိုပြန်မတက်ရစေမှာပေါ့နော်အဲ့တော့ဘဝကိုမျောလင်းချက်မမဲ့ဘူး ယုံကြည်ချက်မမဲ့ဘူးအရှုံးမပေးဖို့အတွက်ကိုယ့်ရဲ့ရှင်သင်ရခြင်းအတိတ်ပဲတွေရပဲကိုယ်ကဲတင်သွားမှာဒါကြောင့်မလို့ရှင်သင်ရခြင်းအတိတ်ပဲအတိတ်ပဲလေးနှစ်ဖို့တော့လိုတယ်ပေါ့နော်ကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်ပဲရှင်သင်မှာတခြားသူပျော်ရွှင်စေဖို့ကိုယ့်ရဲ့ဘဝတွေကိုအဲ့လိုမျိုးမစတဲ့နေပေါ့နော်ကိုယ်အသက်ရှင်ရဖို့အတွက်သူများနှာခေါင်းပေါက်ငှားပြီးအသက်မရှူနဲ့သူများပြောစကားတွေနဲ့အသက်မရှူနဲ့သူများတွေပြောမှလည်းမကြောက်နဲ့ပေါ့နော်ကိုယ့်ရဲ့ရှင်သန်ခြင်းဟာတစုံတယောက်တည်းဝင်ထုံးဝင်ဖို့လည်းမဖြစ်စေနဲ့တဲ့ အဲကိုကြောင့်သူတပားအသက်ရှူလဲမကျက်စင်းနဲ့ကိုကြောင့်သူများခက်ခဲသွားတာမျိုးလဲမဖြစ်စင်းနဲ့ပေါ့သူတပားကြောင့်လဲကိုဘွားမှာအသက်ရှူကျက်တာမျိုးလဲမဖြစ်စင်းနဲ့အဲ့လိုကျက်လာပြီဆိုလို့ရှိရင် toxic ဖြစ်လာပြီလို့ခံစားရပြီဆိုလို့ရှိရင်လှဲ့တာထွက်အချိန်တန်ရင်အကုန်လုံးကအေးဆေးပဲဖြစ်သွားမှာပေါ့နော်ရှင်သန်ခြင်းတွေကိုချစ်ချင်းမြတ်တာနဲ့ဖြည့်စွက်ပါအမုန်းတွေအစားချစ်ချင်းမြတ်တာနဲ့ပဲဘုရားကိုရှင်သန်ပါနောင်နာတွေအစားနောက်ကြောလုံးလုံးနဲ့ပဲဘုရားကိုရှင်သန်ပါ အာရှင်သန်ခြင်းဆိုတာမွေးဖွားခြင်းနဲ့တည်ဆုံးခြင်းကြာအပိုင်းခြားလေးတစ်ခုပဲပေါ့နော်အဲ့တော့ရှင်သန်ခြင်းဆိုတာအမှုပညာဖြစ်ပါတယ်ရှင်သန်ခြင်းဆိုတာတိတ်ကိုလှပါတယ်ရှင်သန်ခြင်းเนี่ยအတိတ်ပဲလေးနေပြီးဘုရားကပို့ပြီးတော့အတတ်ဝင်လာတာပဲဖြစ်ပါတယ်အာချမ်းဆိုလို့ရှိရင်မနှစ်ပိုင်းတွေကိုသဘောကြတယ်ညနေပိုင်းတွေကိုလည်းသဘောကြတယ်ညပိုင်းတွေကိုလည်းသဘောကြတယ်အဲ့ဆိုမနှစ်ဟိုရှင်သန်ရတဲ့အတိတ်ပဲဘယ်လောက်ထိရိုးရှင်းပြီးတော့ပြောစရာကောင်းလဲဆိုရင်ချမ်းတော်ကအဲ့လိုမနှစ်ပိုင်းအိပ်ရထားပြီးဆိုလို့ရှိရင် အာနေလုံးနေထွက်လာတာကိုမြင်ရလို့ရှင်ကိုယ်စိတ်မှာပျော်နေအဲ့အတွက်လည်းအာ grateful for ဘောနော်ကျေးဇူးတင်နေအာဒီနေ့နေလုံးဒီတဘာဝကြီးကိုခံစားရတဲ့တာစိတ်ထဲမှာပျော်တယ်အဲ့လို့ရှင်ကိုမိသားစုနဲ့အာ keep in touch အမြဲတမ်းအဆက်အသွယ်ရှိတယ်ပြီးလို့ရှင်အာနွနွထွေးထွေးစကားတွေပြောတယ် အာချစ်ချောင်းပြောတယ်တမိုးထောင်းချောင်းပြောတယ်ပြီးလို့ရှိရင်ကိုညမလေးနဲ့အမြဲတမ်းစကားတွေပြောတယ်လို့ရှိရင်ကိုဝန္ဒနာပါတဲ့စာတွေဖတ်တယ် blog တွေရိုက်တယ်ပြီးရင်ကိုလေ့လာခြင်းနဲ့အရာလေးတွေလေ့လာတယ်ပြီးကိုချစ်ရတဲ့သူတွေကိုချစ်ချောင်းပြောတယ်ပြီးနောက်မှဂီယူစိုက်ပေးတယ်အဲအဲ့လိုမျိုးလေးတွေပေါ့နော်ဘွားကအဲ့တိတိလေးတွေပေါ့နော်အဲ့လိုတိတိလေးတွေကအစတိတိလေးတွေအစမဟုတ်အဲ့တိတိလေးတွေကိုပဲ appreciate လုပ်တတ်တဲ့စိတ်ကပဲကိုကိုပြောရှင်စေတာအဲ့ကြောင့်ဘွားကအဲ့လိုရှင်သန်ခြင်းဆိုတာတကယ်အမှုပညာ ဟိုအရင်လောဘဇောတိုက် ပြီးတော့ဘဝမှာဟိုဟာလိုချင်တယ်ဒါလိုချင်တယ်ဟိုလောဘအရင်ကြီးနေတဲ့စိတ်တွေနဲ့ရှင်သန်နေတယ်ဆိုလို့ရှိရင်အကိုဖြစ်ချင်တာရလည်းဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အားကြောင့်မို့အရင်ဆုံးမှာကို့မှာရှိတဲ့အရာတွေကိုတန်မိုးထားကြည့်တတ်ပြီးတော့မှ appreciate ကျေးဇူးတင်ပြီးတော့မှတန်မိုးထားတတ်ဖို့လိုရဲပေါ့နော်အဲ့ဒီတသေးလေးတွေကိုတန်မိုးထားတတ်တဲ့စိတ်ကပဲကို့ကိုပျော်ရွှင်မှုတွေကိုဖြစ်ပေါ်လာစေပါအင်းကျန်းဆိုလို့ရှိရင်အဲ့လိုမျိုးဘဝ romantic ဆန်ဆန်ဖြတ်သန်းတာအရင်ကြိုက် အဲ့အဲ့လိုစိတ်ကူးရင်စံစံပေါ့ဒီရမလားအဲ့ဒီမှာကြီးအခုတော့အပင်လေးတွေထားထားအဲ့အဲ့လိုမျိုးဆိုအရင်သဘောကျအဲ့ပြီးလို့ရှိရင်ဒီလိုစာအုပ်ကလေးဖတ်လို့ရှိရင်လည်းစာအုပ်ဘုံကာပါလေးကိုကြည်ရနဲ့တယ်သဘောကျအနေအဲ့အဲ့လိုမျိုးအထက်တည်းကစာလေးဖတ်လိုက်လို့ရှိရင်ဒီရှင်ထဲမှာပို့ပြီးတော့အေးချမ်းသွားပါဘောနော်အဲအကြည့်တက်ကလေးရတယ်အဲ ပျော်ရွှင်တယ်ပေါ့နော်စိတ်ထဲမှာအေးချမ်းတာချမ်းတော့ကတော့အေးချမ်းခြင်းကပျော်ရွှင်ခြင်းပဲပေါ့အဲအဲ့လိုမျိုးလေးအဲ့တော့ကိုတယောက်တည်းဖက်ရင်ကိုပဲတည်မယ်ကိုဖတ်တာကိုအများသူငါလည်းတည်ပါစေအဲစာအုပ်ဒီစာအုပ်ဝယ်ဖို့အခက်အခဲဖြစ်နေတဲ့လူတွေဆိုလို့ရှိရင်လည်းဒါဒီဗီဒီယိုလေးကိုကြည့်လိုက်လို့ရှိရင်ဒီစာအုပ်အတူတူဖတ်ပြသွားမယ်အကြည့်တက်တွေကူးဆက်သွားမယ်ပျော်ရွှင်ခြင်းတွေကူးဆက်သွားမယ် positive vibe တွေကူးဆက်သွားမယ်ဆိုရင်ဒါချမ်းကဒီဗီဒီယိုတင်ရတာပို့ပြောမှာအာပျော်တာပေါ့နော်ဝမ်းသာဆိုတော့ကို့မှာပထမဆုံးက ဘွားရဲ့ရှင်တန်ရတဲ့အတိတ်ပဲရှိဖို့လိုတယ်အဲ့ဒါကိုယ့်ကိုစမ်းစစ်ပြီးတော့မေးပေါ့နော်အာသူများတွေပြောမှာ သူများတွေဝေဖန်မှာသူများစကားတွေမှာမဆုံးနဲ့ပေါ့နော် သူများစကားမှာကိုယ့်ဘွားကမဆုံးနဲ့ဟိုသူများနှကောင်းနဲ့အသက်မယူနဲ့ပေါ့ကိုယ့်ဘွားကကိုယ်ဘာတွေဖြစ်ချင်လဲကိုကမိသားဟိုမိသားစုကိုတန်မိုးထားပြီးတော့ focus လုပ်တဲ့လူလားအလုပ်ငန်းကိုင်ငန်းတွေမှာ ကိုကဘယ်လိုမျိုးတွေဖြစ်ချင်တာလဲကို့ဘဝရည်ရွယ်ချက်တွေကဘာလဲတောင်းနဲ့တောင်းတော့မတွန်းနိုင်ဘူးအဲ့ဒါချမ်းနဲ့ဆွနာချမ်းပြောခဲ့တဲ့ချမ်းရဲ့ဘဝရည်ရွယ်ချက်တွေနဲ့တူတဲ့လူရှင်တော့ဒါကောမန်လေးမှာမှတ်ခဲ့ဖို့ချမ်းကမျက်ကျင်ပါလေဒါချမ်းနဲ့ရည်ရွယ်ချက်တူတဲ့လူတွေရှိလားပေါ့နော်အဲ့လိုရှင်သန်ချင်းခံယူချက်တွေတူတဲ့လူရှိလားပေါ့ဆိုတော့နောက်နောက်တစ်ခုကတော့နူးညံ့တဲ့နှလုံးသားတစ်စုံအဲ့လူလိုက်ရအဲ့လိုမျိုးဟိုချစ်ချင်းမြတ်တာရင်းနဲ့ပဲတောင်းနဲ့တောင်းအခုလိုမျိုးပေါ့ပျော်ပျော်ရွှင်ရွှင်လေးဆက်ဆက်နေတိတ်ကောင်းပါပဲအဲ့လိုဝေဖန်မှုတွေမရှိပဲနဲ့ပေါ့နော် လူတွေကဘာဖြစ်လို့ဝေဖန်လဲနားမလည်ဘူးเนาะအဲ့လိုဟိုမကြိုက်ဘူးဆိုလို့ရှိရင်ကြော်သွားလို့ရတယ်မကြည့်မကြည့်လို့ရတယ်အချမ်းလို့ဆိုလို့ရှိရင်အကျင့်ကဘယ်လိုလဲဆိုတော့မကြိုက်တာတွေလည်းရှိပါတယ်ဆိုရှယ်မီဒီယာအများကြီးပဲမြင်နေရဆိုတော့ကိုယ်စိတ်ထဲမှာမနစ်သက်တာရှိမနစ်သက်ဘူးဆိုရင်ဆက်မကြည့်တော့ဘူးကြော်သွားရတယ်အဲ့လိုမျိုးပေါ့เนาะမ follow လဲမ follow ထားအဲ့လိုသူများကိုအဲ့လိုဟို blame မှုနေနေသသအဲ့လိုမကောင်းတဲ့ဟာတခုဝင်ရေးဖို့နေနေသသဝေဖန်မှုနေနေတာပေါ့เนาะမကြိုက်ဘူးဆိုလို့ရှိရင်ကြော်သွားကိုယ်နဲ့မဆိုင်သလိုပဲနေလိုက်တယ်ပေါ့ ဒါအဲ့လိုမျိုးပြီးလို့ရှိရင်ဟိုလူတွေတယောက်နဲ့တယောက်အဲ့လိုချစ်ချင်းမြတ်တမ်းနဲ့အဲ့လိုကြီးကြီးနားနားဆက်ဆံရင်ဘယ်လောက်ကောင်းမလဲပေါ့နော်တွေးမိရပေါ့အဲ့လိုမျိုးဆိုရင်တော်တော်မှပြောစရာကောင်းပါပဲပေါ့ဒါပေမဲ့ဒါကြီးရက်တက်လို့မရပါဘူးဝေဖန်မဲ့လူကလည်းဝေဖန်မဲ့အာအပြစ်ပြောတဲ့လူကလည်းပြောမှန်းဒါဒါပေမဲ့ကိုယ့်ရဲ့အကြောင်းကိုအခုကိုယ့်ရဲ့စာဖတ်တဲ့ audience ပြည်သက်နဲ့ကိုယ့်ရဲ့မိသားစုနဲ့ကိုယ့်ဘေးနားချစ်ခင်ရတဲ့လူတွေကကိုယ့်အကြောင်းကိုကောင်းကောင်းသိရဆိုရင်ဒါလုံးလောက်ပြီးတခြားသူတွေကကိုယ့်ကိုမသိဘဲနဲ့ဝေဖန်နေဆိုရင် ဒါနားလည်ပေးလို့ရတယ်သူတို့ကကိုယ်ကိုမသိဘဲနဲ့စုဝေဖန်တယ်အဲအစားဖတ်သူတွေရဲ့ဘဝမှာလည်းအခုကြည့်နေတဲ့လူတွေရဲ့ဘဝမှာလည်းအဲ့လိုပဲပေါ့နော်ကိုယ်မိသားစုကိုချစ်ခင်ရတဲ့သူအဲကိုတမိုးထားရတဲ့လူတချို့ကကိုယ့်အကြောင်းကောင်းကောင်းသိနေရပြီအပြင်လူတွေကိုယ့်ကိုဝေဖန်တာကိုမကြောက်နဲ့ဘာလို့ဆိုသူတို့ကမသိဘဲနဲ့ဝေဖန်နေတာသူတို့တကယ်လည်းသိတာမဟုတ်ဘူးပေါ့နော်အဲဆိုတော့အဲ့ဒါလှူရှူလိုက်နဲ့ကနဲ့လို့လိုက် လုံးဝ ignore လုပ်ထားလိုက်ပါတော့အဲဆိုလို့ရှိရင်ကိုယ့်ဘဝအရင်အေးချမ်းနေအဲ့တော့ toxic environment နဲ့ကိုမတော်နဲ့ toxic person တွေနဲ့မဆက်ဆံနဲ့မပတ်သက်နဲ့ပေါ့ဒါဆိုရင်အေးချမ်းနေပါတော့အဲ့တော့ရှင်သန်ခြင်းတွေမှာတော့အဓိပ္ပာယ်တော့ရှိတင်နေပါအဲ့တော့စိတ်ထားနူးညံ့တဲ့သူအာနှလုံးနှလုံးသားနူးညံ့တဲ့သူတွေကဘဝမှာအာလူတွေအတုံးချစရာအနိုင်ကျင့်စရာပဲလို့ဘလောက်ပြောပြောတင်းရဲ့နူးညံ့တဲ့နှလုံးသားပစုံတဲ့မဆုံးရှုံးစီနဲ့အာတကယ်မှန်နေပါတော့ ဟိုလူတွေဟိုဖြစ်မှာဆိုလို့လူတွေနိုင်ကျင်မှာဆိုလို့ဘာလို့ညာလို့ဆိုပြီးတော့ကိုယ့်ရဲ့ဒီနူးညံ့တဲ့နှလုံးသားလေးကိုတော့မဆုံးရှုံးစေချင်ဘူးပေါ့နော်လူတိုင်းကနူးနူးညံ့ညံ့ကျင်ကျင်နဲ့ဆက်ဆံပေးဖို့မထိုက်တန်ဘူးဆိုတာမှန်နေမှန်နေလူတိုင်းကအဲ့လိုမျိုးဆက်ဆံပေးဖို့မထိုက်တန်ဘူးဒါပေမဲ့လူတိုင်းရဲ့ပေါ်စိတ်နှလုံးသားနူးညံ့ပေးလို့သဘောကောင်းပေးလို့မရဘူးဆိုတာလည်းမှန်နေပေါ့နော်သဘောကောင်းမရင်ရောက်တတ်တယ်ဘာကြောင့်လဲဆိုတော့တချို့လူတွေကကိုယ့်ရဲ့နူးညံ့တဲ့စိတ်ထားအားနာတက်တဲ့စိတ်ထားကိုလိုအပ်တယ်လို့အသုံးချပြီးတော့မလိုအပ်တော့တဲ့အခါကြာလို့ရှိရင် အဲ့လိုကန်ထုတ်တယ်နင်းချေသွားတယ်ပြစ်ချသွားတတ်ကြတယ်အဲ့ကြောင့်လူတိုင်းကတော့နူးညံ့နဲ့ကိုယ့်ရဲ့စေတနာနဲ့မတန်ဘူးဒါပေမဲ့အဲ့ဒါကလူအ ਨੇ စုပါလူတိုင်းတော့မဟုတ်ဘူးပေါ့နော်အဲ့လိုလူနဲ့လည်းမပတ်သက်နဲ့ပေါ့အဲဆိုတော့အဲ့လိုလက်တဆုပ်စာလူအ ਨੇ စုလေးအတွက်တော့ကိုယ့်ရဲ့ချစ်တတ်တဲ့အရေးချင်းတွေနူးညံ့တဲ့နှလုံးသားတွေအဲအဲ့ဒီဟာတွေအဆုံးရှုံးမခံပါနဲ့အဲတင်းရဲ့နူးညံ့တဲ့နှလုံးသားတစ်စုံကအဲ့ဒီလူတွေကြောင့် မာကြောအေးဆက်ပြဖို့မထိုက်တန်ဘူးဒါဆိုကိုယ့်ရဲ့ချစ်တဲ့လူတွေပြစ်ထားတော့မှလားအဲ့ဒီမကောင်းတဲ့လူတချို့ကြောင့်ကိုယ့်ရဲ့ချစ်တဲ့နှောင်းသားကိုပြစ်ထားတော့မှလားကိုယ့်ရဲ့ချစ်ရမယ့်လူတွေမချစ်ပေးတော့ဘူးလားပေါ့အင်းအဲ့လိုမျိုးလေးပေါ့နော်မမကြောကြောအေးအေးဆက်ဆက်ကိုယ့်ရဲ့ချစ်ခင်ရတဲ့လူတွေအတွက်အဲ့လိုနှလုံးသားမကောင်းအဲ့တော့အများနဲ့နူးနူးညံ့ညံ့နဲ့အဲတံမိုးတထားနဲ့ချစ်ပေးဖို့ကအများနဲ့ဒါကောင်းမှုနဲ့အရာပေါ့နော်အဲ့တကယ်ပြောတာပါအဲ့လိုမျိုးလုံးဝမတန်ဘူးပေါ့နော်နှလုံးသားတွေအေးခဲသွားရင်နှလုံးသားတွေမာကြောခက်ထန်သွားရင်အရင်လိုပြန်ပြီးနူးညံ့ ွက်ပြောင်းမှုဆိုတာမလွယ်တော့ဘူးအဲ့တော့ဟိုကိုယ့်ရဲ့ကောင်းမွန်နေတဲ့စိတ်တစုံကိုဘာမှမဟုတ်တဲ့လူတွေကြောင့်ねအပြည့်စည်းမခံနေပေါ့နော်ကျမရဲ့ဘဝမှာတဲ့ကျမရဲ့နှလုံးသားမာကြောခက်ထန်သွားတဲ့အချိန်ကာလတစ်ခုရှိတယ်တဲ့ကျမလူတွေကြောင့်နာကျင်ခဲ့ရအထူးသဖြင့်ကျမကိုတိတ်ချစ်ခဲ့တိတ်ကိုတန်ရုံးစင်တွေ့ခဲ့အရင်နှီးဆုံးလူတချို့စီကရလာတဲ့နာကျင်မှုတွေရှိခဲ့ကျမအရင်အထက်တိတ်ကိုအားနာတတ်တယ်လာရောတတ်တယ်အထူးသဖြင့်ကျမချစ်ရတဲ့လူတွေပေါ်မှာအနစ်နာခံပြီးတော့ဒါပေးဆက်တတ်ဒါပေမဲ့ကျမထင်နေရတာက ကိုဘက်ကကောင်းမွန်တာတွေပေးဆက်အနစ်နာခံပေးရတယ်တဖက်လူကကျမရဲ့မေတ္တာကိုနားလည်တန်ဖိုးထားရှာမှာပဲလို့ထင်ခဲ့မိတာတဲ့အာတကယ်တကယ်မှာလူတို့ကကျမရဲ့သဘောကောင်းလာရောတဲ့စိတ်ကိုခူလုံးလုံးပြီးအသုံးချနေုံတတ်တတ်ပဲဖြစ်တယ်အဲ့ဒါတကယ်မှန်တယ်နော်အဲ့တော့ကျမနာမည်ကြားရုံနဲ့ all a ပါသူ့ကိုပြောလိုက်ရင်ရရပါတယ်။အဲ့သူကသဘောကောင်းတာပဲလှုပ်ပေးမှာပါ။ဆိုတဲ့စကားတွေနောက်ွယ်ရတဲ့ဆင်ပြင်ကြားခဲ့ရတယ်။အရင်ကကိုကလွဲကူနေရပေါ့သူတို့အတွက် တော့နောက်တော့ထင်းတဲ့အတိုင်းပဲသူတို့မလိုအပ်တော့တဲ့အခါသူတို့ပြောင်းလဲခြင်းတဲ့အခါသူတို့သဘောတိုင်းပဲအေးဆက်ဆက်ပြောင်းလဲသွားပြီးတော့ကိုယ့်ကိုပစ္စည်းတစ်ခုလိုပဲလွှတ်ချခဲ့တယ်ပေါ့အသုံးချတဲ့နေနေရာမှာအသုံးချသွားပြီးတော့မလိုအပ်တော့ရင်မခေါ်တော့ပေါ့အဲ့တော့အဲ့ဒီအချိန်ကတိတ်ကိုနာကျင်ရတဲ့အခိုက်တန့်တွေပဲဖြစ်တယ်တကယ်ကနာကျင်ရတယ်ငါကတော့ကောင်းပြီးလိုက်ရတာသူ့အပေါ်စေတနာမြင့်တိုင်ထားလိုက်ရတာသူကငါ့ကိုဘာလို့ဒီလိုလုပ်ရရတာလဲဆိုပြီးတော့ခံပြင်းတဲ့စိတ်ရယ်ဝမ်းတဲ့စိတ်ရယ်နှမျိုးပေါင်းပြီးတော့အញ្ញောင်းမှာနာကျင်ခဲ့ရအဲ့ဒီနောက်ပိုင်းမှာကျမရဲ့နှလုံးသားတိတသာအေးဆက်မှာကြောသွားခဲ့တယ် အာလူတွေကိုမယုံတော့ဘူးလူတွေကိုလည်းမပြုံးပြဖြစ်တော့ဘူးအရင်လိုအကူအညီတွေမပေးဖြစ်တော့ဘူးဘယ်ဆက်ဆံရေးအပေါ်မှာစိတ်ခံစားချက်တွေမလေးနက်တော့အာဘသူ့အမှစိတ်ရင်းစေတနာတွေကျုံဝင်ပြီးတော့မပေါင်းသင့်တော့ဘူးပေါ့လူတိုင်းအပေါ်ငါစိတ်ရင်းနဲ့ထပ်ပြီးကောင်းပေးငါအပေါ်ထပ်ပြီးနာကျင်စေနာကျင်အောင်လုပ်ကြအောင်ပါပဲဆိုတဲ့စိတ်နဲ့ကြားလေးကြားလေးနှလုံးသားခံစားမှုကင်းမဲ့တယ်တဲ့ရလအနေနဲ့ကတော့ဘဝမှာပေါ်ပါပျော်ရွှင်မှုတွေနဲ့ကင်းဝေးသွားခဲ့တယ်အဲ့လိုမျိုးစိတ်ကြီးကြောင့်အဲ့လိုချစ်ချင်းမြတ်တာရနဲ့ထီတွေ့ခွင့်ဆုံးရှုံးသွားတယ် အဲ့လိုလူတွေကြောင့်ကိုကကိုယ့်နှလုံးသားချစ်တဲ့နှလုံးသားကိုဖြတ်ဖြတ်စည်းပြစ်တယ်လို့ဖြစ်သွားတော့တကယ်ချစ်ပေးမဲ့လူတွေရောက်လာတော့ကိုကအဲ့လိုမျိုးအဲ့လိုစိတ်တွေနဲ့မဆန့်ဆန်တော့ချစ်ချင်းမေတ္တာနဲ့ထိတွေ့ကုန်ဆုံးရှုံးသွားတယ်။အဲ့တော့ကိုယ့်အနားမှာရှိနေပြီးရဲ့လူတွေကိုတော့မသိစိတ်ကနေတွန်းထုတ်မိမှမသိတွန်းထုတ်မိခဲ့တယ်တဲ့။အချိန်တခုကြာမှာကုစားခြင်းခရီးစဉ်ကိုရှောင်လန်းနေတဲ့ကျမသဘောပြန်ပေါက်လာခဲ့တာ။လူတိုင်းကကိုထင်းတယ်လို့မကောင်းနိုင်ဘူးဆိုပေမဲ့ကို့အပေါ်မှာမကောင်းတဲ့သူတွေကြောင့်နဲ့နူးညံ့တဲ့နှလုံးသားကိုဆုံးရှုံးလိုက်စရာတော့မလိုဘူးပေါ့နော်။ ဲ့တော့အကဲလူ၁၀ယောက်ရှိတယ်လူ၁၀ယောက်မှာ၉ယောက်တော့သူတွေကကိုယ်နူညံ့တဲ့နှလုံးသားတစ်စုံကလာတယ်ချစ်ချင်းမြတ်တာတွေကူညီဖေးမမှုနေရကျင်တာမှုအဲ့လိုလိုလားတယ်တောင်းတတယ်ပေါ့လူ၉ယောက်ကတယောက်ကပဲကိုယ့်ရဲ့ချစ်ချင်းမြတ်တာရဲ့နူညံ့တဲ့စိတ်ထားတွေမလိုအပ်တာတမိုးမထားတာဖြက်စည်းစော်ကားတယ်ဟိုအေးခဲပြစ်ရလုတ်တယ်ဟိုလိုအပ်တယ်လို့အတုံးချတယ်ဒါပေမဲ့အဲ့လူတယောက်ကြောင့်နဲ့ကိုယ့်ရဲ့နှလုံးသားအေးခဲပြစ်စရာမလိုဘူးလူ၉ယောက်အတွက်ကိုအဲ့လို၉ယောက်မှာ လူကိုယောက်နဲ့တယောက်ဘယ်ဟာကိုရွေးမလဲပေါ့နော်အဲ့တော့ကိုယ့်ရဲ့စေတနာမေတ္တာနဲ့မထိုက်တန်ဘူးဆိုလို့ရှိရင်အဲ့ဒီတယောက်ကိုလွှတ်ချခဲ့လိုက်ပါခစ်လူရှုလိုက်ပါမကောင်းတဲ့သူတွေကမကောင်းတဲ့လမ်းအတိုင်းပဲနောက်ဆုံးမှာသူတို့နဲ့ထိုက်တန်ခြင်းဝင်ရလိမ့်မယ်ကိုကကောင်းမွန်တယ်အဲ့တော့ကောင်းတဲ့သူတွေဟာလည်းကောင်းတဲ့လမ်းအတိုင်းဆက်လျှောက်ရပါလိမ့်မယ်စိတ်နှလုံးသားနူးညံ့နေဆိုတာတိတ်ကိုတိမ်မွေးလှပတဲ့ပကြီကားလေးတစ်ချက်လိုပါပဲအဲ့နွေးထဲကျင်တာတက်တယ်ဆိုတဲ့စိတ်ဓာတ်ဟာနေအောင်ကြည့်လို့လောကကိုအနှွေးတက်ပေးနိုင်တယ်အဲ့တော့လူတယောက်ချင်း ကိုယ့်ရဲ့နှလုံးသားအေးဆက်ပြီးတော့လူကိုယောက်ကိုနှွေးထွေးမှုမပေးတော့ပဲနေမလားအဲ့လူတယောက်ကိုခါခဲ့လှစ်လူရှုခဲ့လှွတ်ချခဲ့ပြီးတော့မှဒီလူကိုယောက်ကိုအာနှွေးထွေးမှုတွေဆက်ပေးမလားဆိုတာရွေးချယ်လို့ရတယ်ပေါ့နော်ဒါကြောင့်မလို့ဘသူတွေဘာပဲပြောပြောတင်းရဲ့နူးညံ့တဲ့နှလုံးသားတစုံမဆုံးရှုံးစေနဲ့ပေါ့နော်အဲ့တော့ဘွားကမှအာအဓိကတော့အခြေရေးပေါ့အခြေရေးနဲ့ပတ်သက်ပြီးတော့မှဟိုကိုယ့်ကိုချီလောက်သွားတာနေပြီးတော့ ကိုယ့်ရဲ့စေတနာတွေကိုနားမလဲပဲနဲ့အဲ့လိုမျိုးကိုယ်စော်ကားသွားတာတွေကိုယ်အတုံးချသွားတာတွေအော်အများနဲ့လိုက်ရောပေးနေရောမှန်သူဆိုရင်ရပါတယ်အဲ့လိုမျိုးကိုယ့်ဘောမှာဖောက်ပြန်ခြင်းဒီခဏခဏလုပ်တယ်အဲ့လိုမျိုးလူတွေဆိုလို့ရှိရင် toxic man တိလို့ရင်လွတ်ချခဲ့လိုက်ပေါ့နော်ကိုကအဲ့လိုမျိုးလွတ်ချမှသာလျင်ကိုယ့်ပေါ်ကိုကောင်းတဲ့လူတွေကိုထပ်တွေ့မှာသို့မဟုတ်ကိုကကောင်းပေးခြင်းတဲ့လူတွေကိုကိုယ့်ရဲ့နှလုံးသားလေးမအေးဆက်သွားအောင်ကိုကထိန်းထားနိုင်မှာပေါ့နော်ဒါကြောင့်မို့လို့ မကောင်းတဲ့လူတွေအတွက်နဲ့ကိုယ့်ရဲ့ကောင်းမွန်တဲ့အကျင့်စရိုက်တွေချစ်ချင်းမြတ်တာတွေကိုအပြည့်စည်ဆုံးရှုံးမှုခံပါနဲ့လို့ချမ်းပြောချင်ပါတယ်ဆိုတော့ဒါခေါင်းစဉ်လေးနှစ်ခုပဲရှိသေးတယ်အရင်ကဖတ်လို့ကောင်းတယ်ပေါ့နော်စိတ်ထဲမှာကိုယ့်ကို remind တော့ပြန်လုပ်မိတယ် remind လုပ်မိတယ်ဒီဒီအသွေးအသည့်တွေကတော့တည်ပြီးသားဒါပေမဲ့တခါကြရင်တော့မေးမေးနေတာမျိုးရှိတယ်အခု remind လုပ်မိသွားတယ်အရင်ကမှကောင်းမွန်တယ်ပေါ့နော်ဆိုတော့ခေါင်းစဉ်လေးနှစ်ခုပဲရှိသေးတာတော်တော်ကောင်းတယ်ဆိုတော့အခုစာဖတ်စာဖတ်ပြတာကိုအတူတူလိုက်ဖတ်တယ်နားထောင်တဲ့လူတွေကလည်း အာအတီတချို့ဝင်သွားမယ်အတွေးခေါ်တချို့ရသွားမယ်လို့ကျန်ပြောလင်းပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာလည်းနောက်ကောင်းစင်နေနဲ့လာခဲ့ပါမယ်ဆိုတော့ရှင်တန်ချင်းအတိတ်ပဲစူးရှာမိနေစောက်ကလေးကအရင်အောင်ချစ်စရာကောင်းပါတယ်ထဲထဲကစာလေးတွေရတယ်ဆိုတော့အာရန်ရောက်မှာသဘောကျပါတယ်ဆိုတော့ဒီစောက်ကလေးကတော့ချမ်းအောင်စောဥစာပြရနေပြီးတော့လက်ဆောင်ပေးထားပါဘောနော်စောက်တွေကတော့အများကြီးပဲအခုလောလောဆယ်ဖတ်ဖြစ်နေတဲ့စောက်တွေအများကြီးပဲဘောနော်အုတ်90 30လောက်ပေါ့အုတ်30လောက်ရှိတယ်အဲ့ဒါတွေကို တစ်ခုတစ်ခုဖတ်ပြမယ်ပေါ့နော်ဒီစာအုပ်ကလေးကဖတ်ပြပါလို့တောင်းဆိုထားတဲ့လူတွေရှိလို့လားဖတ်ပြတာပဲဖြစ်ပါတယ်ဆိုတော့ကြိုက်နှစ်သက်တယ်ဆိုရင် comment မှာကြိုက်နှစ်သက်တယ်အဲတစ်ခုခုရေးခဲ့ပေါ့နော်ဆိုတော့ see you on my next video ပါ thank you for watching နေပိုင်